X50 ရဲ့ favorite setting ပေါ့เนาะဒီ memory သွင်းလို့အသုံးပြုနေကိုကျွန်တော်ပြပြမယ်အဲ့တော့ဒီ program ဖြစ်ဖြစ် combine နဲ့ဖြစ်ဖြစ်အတန်တန်ကိုကျွန်တော်တို့ကိုလိုချင်တဲ့အတန်လေးကိုရင်ယူမယ်ပေါ့เนาะဥပမာထားပါတော့113ပေါ့เนาะ113ဆိုရင်ဒါ romance piano ပေါ့ okay romance piano အရင်ဆုံးခေါ်လိုက်မယ်ဒါ program နဲ့က A A group ရဲ့113ပေါ့နော်ဒါဆိုရင် A group ရဲ့113အမှာ Romans ပြရနော်ညာနော် Romans ပြရနော်အဲ့တော့အဲ Romans ပြရနိုးဒီနံပါတ်1ထဲကိုဝင်စေချင်တယ်ဆိုရင်ကျွန်တော်တို့ဒီအနှုတ်နဲ့အနှုတ်နဲ့1ကိုစုံလိုက်ရမှာဒါဆိုရင်ဒီမှာနှိမ့်လိုက်ရင် register 1ဆိုပြီးပေါ်တယ်နော်ငါရမှာမှာ ဲ့လိုစာလေးပေါ်လာမယ်နော်ဒါဆိုရင်ဝင်သွားပြီအဲ့လိုပဲဥမာကိုကိုတွင်းကျင်တဲ့အတန်ပေါ့ဗျာထားပါတော့003ဆိုရင်ဒါ A တွေကပဲ session string ပေါ့နော်ဒါ session string ကိုကြိုက်တယ်ပဲထားပါတော့ဒါဆို2တဲ့ကိုဝင်စေခြင်းဒီ minus နဲ့2နဲ့ကိုဇုံနှိမ့်လိုက်ဒါဆိုရင်2တဲ့ကိုရောက်သွားပြီအဲ့တော့ okay အဲ့လိုနည်းနဲ့ပဲကိုအတန်တွေကိုတွင်းရမယ်နော်ကိုကိုနှစ်သက်တဲ့အတန်တွေကို နော်ဆယ်တန်သွင်းလို့ရတယ်။တုံညအထိသွင်းလို့ရတယ်နော်။ပေါ်ငါးတန်အောင်ငါးတန်သွင်းလို့ရတယ်။သွင်းပြီးရတယ်ကျွန်တော်တို့ favorite setting ခေါ်ရမယ်။ခုတန်းခေါ်လို့မရဘူး။ခေါ်ခြင်းကြတော့ဒီ hold ဆိုတဲ့ခလုတ်ကိုနှိပ်ရမယ်။ hold ဆိုတဲ့ခလုတ်ကိုတစ်ချက်၊နှစ်ချက်၊သုံးချက်ပေါ့။အဲသုံးချက်နဲ့ favorite ပေါ်လာမယ်။နော်။ favorite ပေါ်လာရင်ရပြီ။အဲဆိုရင်1ကိုနှိပ်ရင် romance begin လို့2ကိုနှိပ်ရင် session strength ဖြစ်သွားတယ်။